အဲဟုတ်တယ်ဟုတ်တယ်အရင်တော့ဟုတ်အရင်တော့ခစ်ကဟိုမင်းသမီးရေလေအာမမိုရိုခစ်ကပေါ့နော်ဝတ်တဲ့ပုံစံမျိုးလေးပဲအဲ့ဒါကို inspire လေးယူပြီးတော့ retro taste ပေါ့နော်အဲ့လိုပုံစံလေးဝတ်ထားတာပါရှင်ဟုတ်ကဲ့ဒီခစ်ပုံစံလေးပြန်လှုပ်ထားပြီးတော့ပေါ့နော်ဟိုကိုကြိုက်တာလေးပြန်ထည့်ပြီးတော့ငငယ်တော့ကကြတော့အဲ့လိုအမေမွေးတို့ဟိုကိုကြည့်ပြီးကြီးလာတာဆိုတော့လေသူတို့ fashion တွေလည်းအရန်သဘောကြတယ်အရန်လည်းဟိုကြိုက်တယ်ပေါ့နော်သူ့ကိုလည်းဆိုတော့သူ့ကားကြီးလည်းအများကြီးကြီးလာတော့လေဟုတ် အခုကျတော့ဒီသူတို့ဝစ်ခဲ့ဘူးတဲ့ fashion လေးပေါ့နော်တခစ်ပြန်ဆန်းတဲ့အနေနဲ့အာပေါ့ကို့ဒီဒီခင်းနဲ့လဲလိုက်ဖက်တဲ့ပုံစံမျိုးလေးပေါ့အာဝေါးဆိုင်ဖြစ်ဖြစ်ခဲ့ရပါတယ်ဖြစ်ခဲ့ရပါတယ် you know ပြန်ကြည့်ပြီးတော့ပုံတွေပြန်ကြည့်ဟိုးအဲ့ကလေးကအဲ့ကစ်တည်းကနော်ဒီလိုပုံစံနေဝေါးဆိုဖြစ်ရတယ်အာ retro thing ပေါ့နော်အဲအရင်ခေတ်ကဝေးကြတဲ့ပုံစံလေးကိုပဲအဲဒီခေတ်ပုံစံနဲ့စမ်းသစ်အောင်လို့ပြန်ပြီးတော့ဖန်တီးထားတာပေါ့နော်အဲ့လိုထမိန်စကတ်ပုံစံမျိုးလေးပေါ့ဟုတ်ခါဝင်ပုံစံမျိုးလေးပေါ့ဟုတ် ဒီနေ့ကတော့ရစုရဲ့ပေါ့နော် Queen Empire and the Agent and Beauty Center ပေါ့ဒီဒိဋ္ဌိကျဲ wedding fair မှာအဲပူပေါင်းပြီးတော့ပါဝင်ဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီနေ့ပွဲလေးကိုတက်ဖြစ်တာပါပြီးတော့ဒီပွဲကနေပြီးတော့ရစုဖဲချိုးဖြတ်ပြီးဖွင့်လှစ်ပေးဖို့အတွက်လည်းအာ request လေးလုပ်ထားပြီးဖိတ်ထားတဲ့အတွက်ကြောင့်မလားတက်ဖြစ်ပါရဲ့ရှင်။အော်ဘယ်ရတယ်ဟုတ်ချင်းနေ။ um ဒီဒီတိုင်းမစိတ်ကူးပါရဝဲ။အော်ဒီနေ့ကတော့ဟိုပေါ့ and ပေါ့ဟိုအရင်တော့ကပေါ့နော်ခစ်တုံးကလေထမိန်တိုလေးရေဝတ်တာလိုမျိုးစကက်ပုံစံမျိုးလေးအဲပေါ့ dress လေးနဲ့ဆိုတော့ဒီနေ့ကဟိုအဲ queen empire အတွက်နဲ့ဆိုတက်ရောက်ပြီရပါတော့နော်တက်ရောက်ပြီရဆိုတော့လည်းတရားရိုးရင်လေးပဲရိုးရင်လေးပဲပေါ့ဒီအရင်တော့ကဒီထမိန်တူတူဝတ်တာလေးကို စကက်ပုံစံလေးအဲလုပ်ပြီးတော့ဟိုတက်ဖြစ်တာပေါ့နော်အရောင်ကတော့လည်းဆိုအာ ဟိုဟာပေါ့ဒီပိတ်ဆာရတဲ့အကြောင်းပေါ့နော်ပြီးတော့လည်းစုဆိုင်လေးနဲ့လည်းလိုက်ဖက်အောင်လို့ဆိုပြီးတော့အပြာလေးရွေးချက်ပြီးတော့အဝတ်ထားပါတယ်ဒီဇိုင်နာဟုတ်တယ်ဒီဇိုင်နာနေခန့်ကိုပါရှက်အမြန်အမြန်လေးပေါ့အစီအစဉ်ခိုင်းတာသူလေဆိုဒီလိုမျိုးလေးဝစ်ချင်တာလို့ဆိုပြီးတော့အဲသူအဲ pro gate သားလေးနဲ့ဝစ်ချင်တာဆိုပြီးတော့အဲသူရအောင်စီစဉ်ပေးတာအမြန်လေးဟာအဲလော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 နဲ့မှန်တိုင်းပြောရရင်အချိန်မှားနေရဟိုဖွင့်ဖွင့် ဟိုမှတ်ထားတဲ့အချိန်ကမှားနေရတယ်ဖွင့်ပွဲဖဲချိုးဖြတ်မဲ့အချိန်ကိုမှတ်ထားတာမှားနေရအဲ့ဒါမရောက်သေးဘူးလားရောက်တော့မှလားအကုန်လုံးစောင့်နေကြပြီအဲ့ကြတော့မှသိရအော်အဲ့ဒီအချိန်လာဟော sorry sorry မှတ်ထားတဲ့အချိန်မှားနေလို့ဆိုပြီးအ мян ပြေးပြီးထွက်လာတော့ခုနလိုတပတ်တောင်လှည့်မကြည့်ခဲ့ရပါဘူးတည်တည်ကြကြတော့မကြည့်ခဲ့ရပါဘူးအဆင်ပြေရလားမသိဘူးဟောလာကျေးဇူးတင်ပါတယ်လောလောလောအာဒီကတော့ဝီလီဝထရှိရတဲ့မှာပါလားဆိုတော့လည်းသူဟို ပင်လယ်ပြင်နဲ့ကောင်းကင်များပေါ့နော်မမရေရတော့အဲ့ဒီကားရိုက်တော့ကတော့အဲ့လိုထမိန်အတိုလေးတွေနဲ့ဝက်ပြီးတော့ရိုက်ဖြစ်တယ်ပေါ့နော်ဝဲတက်ကတော့ဈာပထမအဦးဆုံးမဲ့ထင်တယ်လို့ဆိုအော်တစ်ခေါက်ကိုမျိုးရေးဆိုပွဲလေးမန်းလေးမှာတော့တစ်ခေါက်အဲ့လိုမျိုးလေးသဘောကျလို့အဲ့ဒီ fashion ဟိုဝက်အဲ့လိုမျိုးလေးထမိန်တူတူလေးဝက်ပြီးတော့ပွဲတက်ရသဘောကျရတယ်အဲ့ဒါနဲ့အဲ့တော့တခါပေါ့အခုဒါဒုတိယတခါပေါ့ဟုတ်ဖြစ်ပါမမဖြစ်ပါဘူးမဖြစ်ပါဘူးကလေးတော့မဟုတ်တာ မဟုတ်ပါအလူကြီးအနေနဲ့တက်တာဟိုကို wedding fair လေးဖြစ်နေတဲ့ခါကျတော့ဟိုကို့စီကံလေးလဲကို့ရဲ့လှပစီကံလေးလဲပါဝင်ပေးထားတာဆိုတော့လေဟုတ်လူကြီးအနေနဲ့တက်တာကလေးနဲ့တူတယ်ဆိုတော့ဘာပြောမှမသိတော့ဟုတ်ကျေးဇူးတင်ပါတယ်ဖဲပြားကြောင့်ဖြစ်မယ် ဟုတ်တယ်အဲဟုတ်တယ်ဟုတ်တယ်အရင်တော့ဟုတ်အရင်တော့ခစ်ကဟိုမင်းသမီးရေလေအာမမိုရိုခစ်ကပေါ့နော်ဝတ်တဲ့ပုံစံမျိုးလေးပဲအဲ့ဒါကို inspire လေးယူပြီးတော့ retro taste ပေါ့နော်အဲ့လိုပုံစံလေးဝတ်ထားတာပါရှင်ဟုတ်ကဲ့ဒီခစ်ပုံစံလေးပြန်လှုပ်ထားပြီးတော့ပေါ့နော်ဟိုကိုကြိုက်တာလေးပြန်ထည့်ပြီးတော့ဟုတ်ကဲ့ဟုတ်တယ်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 အော်ငငယ်တော့ကကြတော့ဟို တီမိုးတို့အမေမွေးပဲခေါ်တာဆိုတော့အမေငငယ်တော့ကကြတော့အဲ့လိုအမေမွေးတို့ဟိုကိုကြည့်ပြီးကြီးလာတာဆိုတော့လေသူတို့ fashion တွေလည်းအရန်သဘောကြတယ်အရန်လည်းဟိုကြိုက်တယ်ပေါ့နော်သူ့ကိုလည်းဆိုတော့သူ့ကားကြီးလည်းအများကြီးကြီးလာတော့လေဟုတ်အခုကြတော့ဒီသူတို့ wig ခဲ့ဘူးတဲ့ fashion လေးပေါ့နော်တခစ်ပြန်ဆန်းတဲ့အနေနဲ့အာပေါ့ကိုဒီဒီခစ်နဲ့လည်း live ဖတ်တဲ့ပုံစံမျိုးလေးပေါ့ အဲအာဝေါးဆိုဖြစ်ဖြစ်ခဲ့ရပါတယ်ဖြစ်ခဲ့ရပါတယ်ယင်တော့ပြန်ကြည့်ပြီးတော့ပုံတွေပြန်ကြည့်ဟိုးအဲ့ကလေးကအဲ့ခစ်တဲ့ကနော်ဒီလိုပုံစံနေဝေါးဆိုဖြစ်ရတယ်အရီထရိုသင်းပေါ့နော်အဲအရင်ခစ်ကဝေးကြတဲ့ပုံစံလေးကိုပဲအဲဒီခစ်ပုံစံနဲ့စမ်းသစ်အောင်လို့ပြန်ပြီးတော့ဖန်တီးထားတာပေါ့နော်အဲ့လိုထမိန်စကတ်ပုံစံမျိုးလေးပေါ့ဟုတ်ဂါဝင်ပုံစံမျိုးလေးပေါ့ဟုတ်ဒီမှာကတော့ပေါ့နော် ဟိုဒီ date ကျဲဝယ်ရင်ဖဲကတော့6ရက်9ရက်8ရက်3ရက်တနိုင်ချင်းပါမှာဖြစ်ပါတယ်ဒီမှာကတော့ဝယ်ရင် package တွေနဲ့ပတ်သက်ပြီးတော့မင်္ဂလာဆောင်မဲ့မောင်နှံတွေအတွက်ကတော့အရင်အဆင်ပြေမယ်လို့ထင်ပါတယ်အားလုံးကအဲ up to 50%ထိ off ထားကြပြီးတော့ပေါ့နော်ဒီ one stop service ပေါ့မင်္ဂလာမောင်နှံတွေအတွက်ပေါ့အဲအားလုံးအပြည့်စုံဒီမှာတနေရာထဲမှာတွေ့နိုင်မယ်လို့လည်းထင်ပါတယ်နဆုလည်းဒီနဆုရဲ့အလှပစည်းကမ်းပေါ့နော် Queen Empire အလှပစည်းကမ်းလေးလည်းဝင်ပြီးတော့ပါဝင်ထားပါတယ်နဆုစီမှာဆိုရင်လည်းအဲ့လို wedding package တွေပေါ့နော်ဒီ မင်္ဂလာမောင်နှံတွေအတွက် up to 50%အထူးရှိရဲ wedding package တွေရဲ့နောက်မင်္ဂလာလက်ဖွဲ့ပေးခြင်းတဲ့သူတွေအတွက်ပေါ့သူတို့အတွက်လည်း up to 30% off ပေါ့နော် gift voucher လေးလည်းရှိရမလို့လာပြီးတော့အာအားပေးကြပါဒီ wedding fair ကိုလည်းလာပြီးတော့ join join ကြပါလို့ဖိတ်ခေါ်ပေးပါရရှင်ဟုတ်ကျေးဇူးတင်ပါတယ်ဟုတ်